ကကအဓိကကကျွန်တော်တို့ကိုကျွန်တော်တို့အဲကျွန်တော်မြန်မာနိုင်ငံသားတွေပေါ့နော်ကြီးမရတာကတရနော်အဲ့ဒီမှာညီမလေးဂျီကီဆိုဖီယာကနင်းနေပဲကြီးလောစာညက်သွားတယ်လို့ထင်တယ်ဗျနော်အဲ့ဒါဆိုတော့သူ့ရဲ့အရေးချင်းလေးတွေရှိတာကိုလည်းသူ့ဘလိန်တဲ့သူတွေလည်းသိတယ်ဒါပေမဲ့သူတို့ကမပြိုင်စေချင်တာဒီမစ္စဂရန်ကြီးကိုမပြိုင်စေချင်တာမပြိုင်စေချင်ပေမဲ့ဂျီကီအနေနဲ့ကလည်းသူကလည်းဒီအတွေ့အကြုံလေးရအောင်သူကလည်းဟိုဝင်ပြီးတော့ ဟုတ်တော့လေးလာပြီးတော့သူပြန်ကျင်းတာဒါသူ့ရဲ့အပိုင်းလေးမြန်မာနိုင်ငံသားတွေကကြတော့ဒီအရင်ကပြစ်ခဲ့တဲ့အပြစ်ပြက်ကြောင့်မပြိုင်စေချင်တာအဲ့ဒီမှာနည်းနည်းလေးကွဲလွဲသွားပြီးသူကပဲကြည့်တော့စားရက်ပြီးတော့လိမ့်ခံရတယ်လို့ကျွန်တော်ကထင်ပြီးပါတယ် ားတကုံစံနားနေပြီးတော့ကျင်းပပြုလုပ်တယ်ဝါလာကင်လို့သတင်းကျဆိုရဲဇီယောင်းပွဲတော်ကြီးမှာကျွန်တော်တို့ Black Diamond Dance Group ကနေပြီးတော့ပါဝင်ဖြောပြပေးတာဖြစ်ပါတယ်ပြီအဲကျွန်တော်တို့ကအခုကတော့တကုံစင်တာကအဲဟိုမပွင့်လိုက်တို့ဆရာဆရာတို့ကနေပြီးတော့ connect လုပ်တဲ့အခါမှာကျွန်တော်တို့ကဒီပြိတ္တနဲ့ဓာတ်ရိုက်တွေ့တဲ့အခါကျကျွန်တော်အရင်ပျော်ရွှင်ပြီးပြပါတယ်ဗျအဲစိတ်လူချောင်းကတော့လှုပ်ရှားတယ်ဗျပါပြိတ္တနဲ့ဓာတ်ရိုက်ကြည့်တွေ့တဲ့အခါကျတော့ပြိတ္တအားပြီးတဲ့လက်ကုပ်တန်နေကြရရင်တော့အရင်ဝမ်းတာပြီးတော့ အဲပရိသတ်ကတော့ပြသွားပြီးအားပေးတယ်ပေါ့အကျိုးအကျတော့ plain နဲ့ပရိသတ်ဆိုရင်ကျွန်တော်တို့ကနေပြီးတော့ပို့ပြီးစူးစမ်းကြရတာပေါ့နော်တပည့်ရတော့အများကြီးရှိပါရဲ့လောလောဆယ်အရန် trend ဖြစ်နေတာကတော့ကျွန်တော်ညီမလေး Chiki Sophia အဲသူကတော့ Miss Grand အနေနဲ့အရန်ရော trend ဖြစ်နေတဲ့ model တယောက်အနေနဲ့ ကျွန်တော်ဘက်ကနေဂုံယူဝမ်းမြောက်စွာနဲ့အားပေးနေရပါတယ်။ JK Sophia နဲ့ကျွန်တော်စသီးတာကဒီမြန်မာစတာဒီတချင်းဆိုပြိုင်ပွဲမှာပေါ့။သူကဆရာတဲ့တမီးတချင်းဆိုမယ်။တမီးရဲ့နောက်လေးကနေဘက်ကပ်အနေနဲ့ငါဘယင်မဆိုတော့တချင်းအဲ့တချင်းလေးနဲ့သူပေါ့နော်။အရင် performance လုပ်ခြင်းနဲ့ဆိုတော့ okay ပေါ့အဲ့ဒါဆိုလို့ရှိရင်အဲ့တချင်းလေးနဲ့ performance လုပ်ပြီးတော့သူဆိုမယ်ကျွန်တော်တို့ကကမယ်ပေါ့။အဲ့လိုပုံစံမျိုးလေးနဲ့ကျွန်တော်တို့အတူတူလက်တွဲပြီးတော့ကျွန်တော်တို့ပါဝင်ခဲ့ဘူးတယ်ပေါ့။သူကအရန်ကြိုးလဲကြိုးစားတယ်ပြီးတော့ယူလဲယူသားတယ်။ ကသူကအင်မတန်ကို respect ရှိတဲ့ကလေးတယောက်ပါအရန်ချစ်ပြီးတော့အရန်ပွင့်လင်းတဲ့ပွင့်လင်းတဲ့မိန်းကလေးတယောက်သူကလေဥစားပေါ့သူ့ဘသူတွေဘာပဲပြောပြောသူ့ဘသူတွေဘလောက်ပဲ blame blame သူသူ့ရဲ့အလုပ်လေးကိုသူကပစ္စာရှိတယ်သူ့အလုပ်လေးကိုသူရအောင်စူးစမ်းပြီးတော့သူ့ဘသူရက်တည်ပြီးတော့သူ့ဘသူပေါ့နော်စူးစမ်းအားထုတ်မှုတွေနဲ့ယုံကြည်ချက်အပြည့်နဲ့ရှောင်လန်းနေတဲ့ miss တယောက်ပါ ကျွန်တော်မသိဘူးကျွန်တော်မသိဘူးကျွန်တော်တို့ပြမကဘာလုပ်လဲဆိုတော့ဒီ JK Sophia နဲ့ကျွန်တော်တို့ဒီဥစ္စာပေါ့တချင်းစုပြိုင်ပွဲမှာပါတယ်ပြီးတော့ဒီတကုံးစင်တာမှာပဲဒီတကုံးစင်တာမှာပဲကျွန်တော်တို့တကုံးစင်တာကနေပြီးတော့ကျင်းပါတယ်ဒီငလျင်ဘေးသင့်ပြည်သူတွေအတွက်ကျွန်တော်ပြန်လည်ထောက်ပံ့ရေးပေါ့အဲ့တုန်းကတကုံးစင်တာကတိတ်တောင်မှတည်ပြီးတော့ကျွန်တော်တို့ဒီပြည်သူတွေကိုပြန်လူတယ်ပေါ့အဲ့ဒီပွဲလေးမှာကျွန်တော်က JK Sophia ပါညီမလေးလာခဲ့ကိုလို့ရှိနေတယ်လာဆိုပြီးတော့ချက်ချင်းပဲလာဆိုပြီးတာလာဆိုပြီးတဲ့အပြင်ကိုသူကအလူတွေပါထပ်လူသေးတာ အဲ့ဒါဆိုတော့သူ့ရဲ့စိတ်ထားလေးကအင်မတန်ကိုပွင့်လင်းလဲပွင့်လင်းတဲ့အပြင်ကိုသူကရိုးရိုးသားသားနဲ့စူးစမ်းနေတဲ့လူငယ်လေးတစ်ယောက်လည်းဖြစ်လည်းမြင်မိပါရဲ့ဗျရှိတယ်ဗျာသူကတချင်းဆိုတာတော့ပထမတော့ကျွန်တော်လည်းစသတိတာတော့ကျွန်တော်အနေနဲ့စသတိတာတော့တချင်းဆိုတဲ့ main ကလေးတစ်ယောက်နေနေပေါ့အဆိုတော့လည်းသူရဲ့အတန်ကလည်းမစိုးကောင်းနေအတန်နေတန်နာကလည်းကောင်းနေအဲ့ဒီတက်သူပို့မိုက်တာကသူရဲ့ performance တွေသူရဲ့မြင်နေပေးတွေသူရဲ့လှုပ်ရှားမှုတွေ ူ့ရဲ့ကြိုးစားမှုတွေကပြိတက်ညင်းလို့မရဘူးပြသူ့လိမ့်တဲ့လူတွေကတော့အများကြီးပါဒါပေမဲ့ညင်းလို့မရတဲ့အချက်တစ်ချက်ကသူ့အင်မတန်တော်တယ်ဆိုတာကိုဘယ်သူမှညင်းလို့မရဘူးပြအဲသူကဒီဘာသာစကား3-5မျိုးတက်တဲ့အပြင်ကိုသူကဒီဒီ social နဲ့ပတ်သက်ရင်သူဘယ်လိုမျိုးဒီပြိတက်ကိုသူဘယ်လိုမျိုးဆွဲဆောင်ရမလဲသူ့ကိုမုန်းနေတဲ့လူတော်သူနဲ့အပြင်မှာမတွေ့ဘူးလေလို့ပါသူနဲ့အပြင်မှာတွေ့သွားခဲ့ရင်သူ့ကိုမုံတဲ့လူတော်သူ့ကိုချစ်လာတယ်သူ့ ချစ်ခင်လာမိတယ်အဲ့လောက်တည်းသူ့မှာအစွမ်းသက်သည်ရှိရဲ့ဗျအဲ့တည်းသူ့ရဲ့လှုပ်ရှားမှုတွေအားလုံးကိုကြီးလိုက်တဲ့အခါမှာထက်မြက်တက်ကြွလန်းဆန်းတဲ့ model လေးတယောက်လိုမြင်မိပါတယ်ပြီးတော့ model ကအရက်ပူတယ်လို့ဘာလို့ညာလို့ပြောတယ်ပေါ့နော် okay လူတိုင်းလူတိုင်းမှာအားနည်းချက်လေးရှိတယ်ဗျကျွန်တော်တို့လည်းမကောင်းဘူးကျွန်တော်လည်းလူကောင်းကြီးမဟုတ်ဘူးဒါပေမဲ့ကျွန်တော်တို့လူကောင်းလေးပြည့်အောင်ကြိုးစားနေတယ်ကိုယ့်မြန်မာနိုင်ငံသူလေးကကိုယ့်ရဲ့နိုင်ငံလေးကနေတောင်းတနေရာကနေပြီးကြိုးစားနေတယ်မိန်းကလေးတယောက်ကိုမပလင်းကြဘဲနဲ့เนาะကိုယ့်ရဲ့ မြန်မာလေးတယောက်လို့ကိုယ့်ရဲ့အမားလေးတယောက်လို့ကိုယ့်ရဲ့ကိုယ့်နိုင်ငံရဲ့ကိုစားပြုတဲ့တောင်းတနေရနေစူးစားကြတဲ့ model လေးတယောက်လို့ကျွန်တော်တို့ဘက်ကနေပြီးဝိုင်းဝန်းပံ့ပိုးပေးမယ်ဆိုရင်ကျွန်တော်မြန်မာနိုင်ငံအင်မတန်ပျော်ရွှင်စရာကောင်းပြီးကျွန်တော် model လောကကောအမှုပညာလောကကောစစ်စစ်လုံးလုံးလေးဖြစ်သွားလိမ့်မယ်လို့ကျွန်တော်ထင်ပြီးပါတယ်။မဟုတ်ဘူးရကျွန်တော်နဲ့အကတွေလာတိုက်တာကျွန်တော်ရဲ့စီမှာအကတွေတူလာတင်တယ်ကျွန်တော်နဲ့တူကျွန်တော်တို့ကမဲ့ပုံလေးတွေဘလို့ဒါပေမဲ့ကျွန်တော်ကအကသာတင်တာနော်။ तू က idea ကျွန်တော်ထံပို့ကောင်းတယ်။ အစင်ကတမိဒီလိုလေးလုံးလိုက်ရင်ပိုကောင်းမလားအဲသူအဲ့လိုအိုင်ဒီယာပါသူကပြန်ပေးတာအဲ့ဆိုတော့သူ့ရဲ့ talent ကအကရောအဆိုးရောဒီ model ပါသူကဗတ်စုံထူးချွန်နေတယ်ဆိုတော့ကျွန်တော်မြင်လိုက်ရပါတယ်ဒီကာကအဓိကကကျွန်တော်တို့ကိုကျွန်တော်တို့အဲကျွန်တော်မြန်မာနိုင်ငံသားတွေပေါ့နော်ကြီးမရတာကတရအဲ့တော့အဲ့ဒီတည်းမှာညီမလေး JK Sophia ကနည်းနည်းပဲကြည့်လို့စာညက်သွားတယ်လို့ထင်တယ်ဗျ။နော်အဲ့ဒါဆိုတော့သူ့ရဲ့အရေးချင်းလေးတွေရှိတာကိုလည်းသူ့ဘလိန်တဲ့လူတွေလည်းသိတယ် ဒါပေမဲ့သူတို့ကမပြိုင်စေချင်တာဒီ Miss Grand ကြီးကိုမပြိုင်စေချင်တာမပြိုင်စေချင်ပေမဲ့ JK အနေနဲ့ကလည်း तू ကလည်းဒီအတွေ့အကြုံလေးရအောင် तू ကလည်းဟိုဝင်ပြီးတော့ဟိုတာပေါ့လေးလာပြီးတော့ तू ပြိုင်ချင်တာဒါသူ့ရဲ့အပိုင်းလေးမြန်မာနိုင်ငံသားတွေကကြတော့ဒီအရင်ကဖြစ်ခဲ့တဲ့အဖြစ်ပြက်ကြောင့်မပြိုင်စေချင်တာအဲ့ဒီမှာနည်းနည်းလေးကွဲလွဲသွားပြီး तू ကပဲကြည့်တော့စားရပြီးတော့လင်းခံရတယ်လို့ကျွန်တော်ကထင်ပြီးပါတယ်အမပါရင်လည်းခွင့်လွှတ်ပေးပါတော့ JK Sophia เนาะ fighting out of the bags เนาะမြန်မာလီအောင်မြင်မှုတွေအများကြီးရပါစေလို့ Black Diamond Dance Group ကနေပြီးတော့ဆုတောင်းပေးလိုက်ပါတယ်။အဲစုံစုံပြပါပါ။စုံပြအောင်ပါပါ။ကျွန်တော်ဒီတကုံစင်တာလောက်တဲ့ပွဲတွေဆိုလို့ရှင်လဲတူလာဆိုရဲဆိုတော့နောက်ပိုင်းလဲစုံပြမယ်လို့ထင်ပါတယ်။ကျေးဇူးပါအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းပြည့်စုံပါစေ။ကြီးရှုတဲ့လူတွေအားလုံးတယောက်ချင်းစီတယောက်ချင်းစီအားလုံးစိတ်ချမ်းသာကိုယ်ချမ်းသာနေရပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ဗျာ။ကျေးဇူးများတင်ပါတယ်။